ကအရခတရားကဘာလဲဆိုတော့ဗုဒ္ဓံုတ်တတိဘာဝနာတဲ့ဗုဒ္ဓံုတ်တတိဆိုတာမြတ်စွာဘုရားရဲ့ဂုဏ်ကိုအပန်းပန်းအမှတ်ရတာစဉ်းစားတာဆင်ញံတာဘုံတို့ကိုယ်ဝင်နေတဲ့မြတ်စွာဘုရားနော်ကိလေသာခတ်သိမ်းငြိမ်းတော်မူ၏ကိလေသာအပူဓာတ်တွေငြိမ်းတဲ့အတွက်ကြောင့်စိတ်နှလုံးဟာပဂရိအေးချမ်းတော်မူ၏ဟာအရဟံဂုဏ်ပေါ့နော်တလောကလုံးမှာတိလာအဖြစ်၊တမာရီအဖြစ်၊ပညာအဖြစ်အမြင့်မြတ်ဆုံးဖြစ်တော်မူတဲ့အတွက်ကြောင့် တတဝအာလုံးတို့ရဲ့ပူဇော်အထူးကိုခံယူတိုက်တယ်။ဒါလည်းပါလေအရဟံဂုံရဲ့အတိတ်ပဲပဲနော်။အရဟံဂုံရဲ့အတိတ်ပဲများစွာရှိတဲ့အ낵ကနှစ်မျိုးလောက်တော့နားလည်ရမယ်ပေါ့နော်။မြတ်စွာဘုရားရဲ့စိတ်နှလုံးဟာဘလောက်ပဲလောဘဖြစ်เสียအာယုနဲ့တွေ့တွေ့လောဘဖြစ်တယ်ဆိုတာမရှိဘူး။ဘလောက်ပဲမကြည်နဲ့เสียကောင်းတဲ့အာယုနဲ့တွေ့တွေ့ဒေါသဖြစ်တယ်ဆိုတာမရှိဘူး။ဟုတ်လား။ ဲ့လိုလောဘဒေါသအပူတက်အလောင်တက်တွေလုံးဝကင်းဝေးတဲ့အတွေ့အကြုံမျက်စွာပဲစိတ်နှလုံးဟာပဂရိငြိမ်အေးတော်မူလေလို့အာယုံပြုတက်ဖို့စင်မြင်တက်ဖို့နှလုံးသွင်းတက်ဖို့လိုတယ်ပေါ့နော်ပြီးတော့သီလသမာဓိပညာအပြင်အကြီးမားဆုံးအမြင့်မြတ်ဆုံးဖြစ်တော်မူတဲ့အတွေ့အကြုံမျက်စွာပြားပူဇော်ထူးကိုလည်းခံယူတိုက်တယ်အရဟံဂုံပေါ့အရဟံဂုံပြီးရင်ဘုံတို့ဂုံတော်အနန္တရှိတဲ့နကသမ္မာသမ္ဗုဒ္ဓဂုံကိုစင်မြင်တက်ရမယ် သမတဗုဒ္ဓဆိုတာဘာလို့တိတဲ့တိလိုက်တဲ့တရားအလုံးစုံကို မဖောက်မပြန်ကိုယ်တိုင်မှန်မှန်ကန်ကန်တိတော်မူမြင်တော်မူတယ်။တိစရာတရားအလုံးစုံကိုဆရာမကူတယံဘူးညာဖြင့်ကိုယ်တော်တိုင်တိတော်မူတယ်။နော်။ဒါလို့ရင်ဆင်းရဲမေးဒါလို့ရင် ချမ်းသာမေးဒီလိုလှုပ်လို့ရှိရင်တော့ဘဝတန်တရားဝိတုခါကလွတ်မြောက်သွားမေးအစရှိသည်ဖြင့်မြတ်စွာဘုရားနော် ဒီတိတင့်တိလိုက်တဲ့သဘာဝတရားအလုံးစုံကိုသိတော်မူတယ်မြင်တော်မူတယ်။ဒါကိုဘုန်းဘုန်းတို့တိတိအတိုင်းမြင်တိအတိုင်းမြတ်စွာဘုရားဟောပြတော်မူခဲ့တယ်ပေါ့။တကယ်စင်စစ်မြတ်စွာဘုရားနော်လောကကြီးရဲ့ဟုတ်လားဒီတရားတွေဟာနော်ချမ်းသာကြောင်တရားဖြစ်တယ်။လေ့ကျင့်မယ်ဆိုရင်ကိုယ်တန်တမှာဖြစ်အောင်လုပ်မယ်ဆိုရင်အဲချမ်းသာမှုကိုဖြစ်စေတယ်ဒီလိုသိတယ်။နော်ဒီတရားတွေကလုပ်မယ်ဆိုရင်တော့ကိုယ်ကိုဆင်းရဲစေလိမ့်မယ်ပင်ပန်းစေလိမ့်မယ်ဒီလိုသိတယ်။ဟုတ်လား။ ဒီတရားတွေကကြိုးစားမယ်ဆိုလို့ရှိရင်တော့ဘဝဝိတုခတွေလုံးဝချုပ်ငြိမ့်ပြီးတော့လွတ်မြောက်မှုချမ်းသာကိုရလိမ့်မယ်လို့မြတ်စွာဘုရားအကုန်သိတယ်။တကယ်စင်စစ်မြတ်စွာဘုရားကဖန်တီးသူမဟုတ်ဘူးတွေ့ရှိသူပဲ။ဟုတ်လား။ကုသိုလ်တရားတွေကနော်ချမ်းသာမှုကိုဖြစ်စေလို့မြတ်စွာဘုရားကဖန်တီးလိုက်တာမဟုတ်ဘူး။အကုသိုလ်တရားတွေကဆင်းရဲမှုကိုဖြစ်စေလို့မြတ်စွာဘုရားဖန်တီးလိုက်တာမဟုတ်ဘူး။မဲခင်ရှင်ပါတရားဟာနော်တန်စရာလွတ်မြောက်ကြောင်းတရားဖြစ်စေလို့ဖန်တီးဖန်တီးလိုက်တာမဟုတ်ဘူး။ ုတ်လားအကုသိုလ်တရားတွေဟာဆင်းရဲတယ်ပင်ပန်းစီတယ်နောင်လဲယုံညံ့တဲ့ဘဝကိုပို့တတ်တဲ့အစွမ်းရှိတယ်ဒါသူ့ရဲ့ပင်ကိုအစွမ်းပဲဘုရားကလှုပ်တာတာမှမဟုတ်တာဟုတ်လားဘုရားကတိတာပဲဩဒါလှုပ်ရင်တော့ဆင်းရဲမှာပဲအဲ့ဒါလှုပ်ရင်ဆင်းရဲမှာပဲဒါပဲဟုတ်လားကုသိုလ်တရားတွေဟာချမ်းသာစေတယ်သက်သာစေတယ်နောင်လဲပဲကောင်းမွန်တဲ့ဘဝတွေကိုရစေတယ်အဲ့ဒါကုသိုလ်ကဒီလိုဖြစ်စေလို့ဘုရားကဖန်တီးလိုက်တာမဟုတ်ဘူး နော်ကောင်းတဲ့စိတ်တွေကောင်းမြတ်တဲ့အလုပ်တွေဟာဒီလိုမျိုးချမ်းသာကိုဖြစ်စေနိုင်တဲ့စွန့်ရည်တတ္တိရှိနေတယ်ဆိုတော့မြတ်စွာဘုရားကသိမြင်တာပဲဒါကိုနားလည်ဖို့လိုတယ်ဟုတ်လားအဲ့လိုပဲတမ္မာဒိဋ္ဌိကောင်းဆောင်တဲ့မဂ်ကင်၈ပါးဒီဒီသူတော်ကောင်းတရားကြီးဟာဘဝဝိတုခါကနေလွတ်မြောက်သွားစေတယ်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုစေနိုင်တယ်နိဗ္ဗာန်ချမ်းသာကိုဆက်ရောက်စေနိုင်တယ်ဒါလည်းမြတ်စွာဘုရားမဂ်ကင်၈ပါးနိဗ္ဗာန်ကိုဆက်ရောက်စေတယ်လို့ဆက်ရောက်စေလို့ဖန်တီးလိုက်တာမဟုတ်ဘူးဒီမဂ်ကင်၈ပါး တရားမှာနိဗ္ဗာန်ကိုဆက်ရောက်စေတဲ့တဲ့အစွမ်းတတိရှိနေတယ်ဒီလမ်းဟာနိဗ္ဗာန်စီကိုဥတည်နေတယ်ဒီလမ်းကိုရှောက်ရင်နိဗ္ဗာန်ကိုရောက်လိမ့်မယ်လို့မြင်တာဒီလမ်းကြီးကိုမြတ်စွာဘုရားဖန်တီးလိုက်တာမဟုတ်ဘူးဒီလမ်းကသူ့အတူရှိနေပြီးသားဒါကြောင့်မြတ်စွာဘုရားမဂ်ကင်ရှိပါကိုပုရဏမကလမ်းဟောင်းကြီးရှေးဘုရားအဆူစူတို့ဖုံးနေအောင်သွားခဲ့တဲ့လမ်းဟောင်းကြီးဒီလိုပြောတယ်ဟုတ်လားအဲ့တော့ဘုန်းတို့တကယ်တမ်းဘဝမှာလမ်းနေနေမြင်ကြည့်မယ်ဆိုရင် အောက်လန်းရှိတယ်အထက်လန်းရှိတယ်လွတ်မြောက်လန်းရှိတယ်အောက်လန်းဆိုတာအကုသိုလ်တရားတွေကိုပြောတာပေါ့နောက်အထက်လန်းဆိုတာကုသိုလ်တရားတွေကိုပြောတာပေါ့လွတ်မြောက်လန်းဆိုတာကတော့အဲ့ဒီကုသိုလ်တရားတွေတဲကမှနောက်မိခင်ရှင်ပါအကျင့်မြတ်တရားအဓိကပြောရပါစို့ဟုတ်လားပြီးရင်လည်းကုသိုလ်ကောင်းမှုပြုတိုင်းပြုတိုင်းနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုပေးရစေဆိုတဲ့မုံမြတ်တဲ့စိတ်မှန်ကန်တဲ့စိတ်ရည်ရွယ်ချက်မှန်မှန်နဲ့လုပ်မယ်ဆိုရင်ထိုကုသိုလ်ဆိုတဲ့အထက်လန်းဒီပင်လဲလွတ်မြောက်လန်းဖြစ်သွားပြန်တယ်ပေါ့ဟုတ်လား လိုပြောရင်တာပါလို့မြတ်စွာဘုရားရဲ့တမန်တန်ဗုဒ္ဓကိုအလုံးစုံကိုတည်တာဟုတ်လားအဲ့လိုအလုံးစုံကိုတည်တယ်ဒုက္ခဝရမြတ်စွာဘုရားတရားအလုံးကိုတည်တယ်တည်တဲ့အတိုင်းညွှန်ပြခဲ့တယ်ဒီလိုလေးဘုန်းဘုန်းတို့စဉ်းစားဆင်ခြင်ဒါဗုဒ္ဓနုဒတိဖြစ်တယ်ပေါ့နော်အရဟံဂုံရဲ့တမန်တန်ဗုဒ္ဓဂုံရဲ့ပြီးတော့နားလည်တဲ့နဲ့ဂုံဂုံကျေးဇူးအနန္တရှိတဲ့အတက်ကနားလည်တဲ့နဲ့ဂုံဘဂဝါဂုံဘဂဝါဆိုတာဘာတော့ တာမအာဖြင့်ဘုံတော်နန္ဒကံတော်နန္ဒညံတော်နန္ဒတကောတော်နန္ဒဒီလိုပြည့်စုံတော်မူတယ်လို့မှတ်သားထားကြတယ်ဟုတ်လားတကယ်စင်စစ်ဘဂဝါကုံဆိုတာဘဝပေါင်းများစွာမြင့်မြတ်တဲ့အလုတ်ပါရမီတရားတွေကိုပြည့်ပြည့်စုံအောင်ဖြည့်ကျင့်တော်မူခဲ့တဲ့အတွက်ကြောင့်ဒီအန္တိမဘဝနောက်ဆုံးဘဝမှာမြတ်စွာဘုရားအလုံးစုံပြည့်စုံရုပ်ရည်အဖြစ်လည်းပဲအတင့်တယ်ဆုံးအသက်ဘယ်ဆုံးဉာဏ်ပညာအဖြစ်လည်းပဲအထက်မြတ်ဆုံးဟုတ်လားသူတော်ကောင်းတရားအဖြစ်လည်းပဲအပြည့်စုံဆုံးအမွန်မြတ်ဆုံး မြတ်စွာဘုရားမှာအဖက်ဖက်ကဘာလေးမှလူလေသေးမရှိပြည်စုံတယ်။သူအကြောင်းတရားတွေကိုပြည်ပြည်စုံအောင်လုပ်ခဲ့တာဆိုတဲ့အခါကျတော့ဒီဘဝအကျိုးရလကအကုန်လုံးပြည်စုံနေတယ်။နောက်ထပ်ဘဝတစ်ခုလည်းပဲထပ်ပြီးတော့ဖြစ်เสียမှရှိတော့တဲ့အတွေ့အကြုံပါရမီတရားတွေကုသိုလ်တရားတွေကအဆုံးစွန်ဒါသူ့ကိုဝိုင်းပြီးတော့အကျိုးပေးကြတယ်။ဒါကြောင့်မြတ်စွာဘုရားလုံးဝပြည့်ပြည့်စုံတော်မူတယ်။ပြည့်စုံတဲ့လူသားပေါ့နော်။ဖြည့်ကျင်းခဲ့တဲ့ပါရမီတော်အနန္တတို့ကြောင့် လောကီလောကုတ္တရာကောင်းမြတ်သောဂုံဖြာပြာတို့ဖြင့်ကောင်းစွာဂုံလုံးပြီးပြည့်စုံသောမူပါသောမြတ်စွာဘုရားဘဂဝါဘုရင်အတိတ်ပဲဟုတ်လားအဲ့တော့ဘုံဘုံဂုံကျေးဇူးအနန္တရှိတဲ့နဲ့ကဂုံတော်၃ပါးပြောလိုက်တယ်အရဟံဂုံရေသမတဗုဒ္ဓဂုံရေဘဂဝါဂုံရေအဲ့ဒါကိုတခါတည်းပါတော့ဘယ်လိုလုပ်မလဲနမောတတဘဂဝတော်အရဟတော်သမတဗုဒ္ဓတအကောင်းဆုံးဘုရားရှိခိုးပဲဟုတ်လားအရဟတော် လေသာကသိငြိမ်းနှဖြင့်ပဂတိအေးချမ်းတဲ့စိတ်နှလုံးရှိတော်မူသောသမတံဗုဒ္ဓတ္တအလုံးစုံသောတရားတို့ဖောင်းပြမှန်မှန်ကန်ကန်ကိုတော်တိုင်တည်တော်မူမြင်တော်မူသောနတ္တဗုဒ္ဓတော်ထိုပြီးပြည့်စုံတော်မူသောမြတ်စွာဘုရားအားနမောရှိခိုးခြင်းသည်အတုဝတ္တုဖြစ်ပါစေသည်။အကောင်းဆုံးဘုရားရှိခိုးပဲအဲ့ဒါလေးနဲ့နေ့တနေ့ကိုစနိုင်အလွန်ကောင်းပါဘုနော်။ဒါဗုဒ္ဓနုဒတိပါဝနာ။ကိုယ့်ရဲ့စိတ်နှလုံးမှာညာကဒေါသမောဟ ဘေးတွေအန်တွေတွေမကြမရောက်ကာကွယ်နိုင်တယ်။အပြင်ဘက်ကအန်တွေတွေလည်းပဲမကြမရောက်သူ့အစွမ်းစားနဲ့သူကိုယ့်ရဲ့စိတ်နှလုံးကအလွန်ကောင်းနေတုံတယုံဘေးစိုးအန်တွေရဲ့စိုးကာကွယ်နိုင်တယ်ပေါ့နော်။ဒါကြောင့်သူ့ကိုအာရခတရားလို့ပြောတယ်နော်။ဒါဗုဒ္ဓနုဒတိဗုဒ္ဓနုဒတိပြီးတော့ဘာလာမလို့မေတ္တာပါပဲနာ။မေတ္တာဆိုတာတတ္တဝအားလုံးရဲ့ပုံမှာချမ်းသာစေခြင်းနဲ့စိတ်ကလေးထားတာ။ ်မေတ္တာဆိုတာတတ္တဝါတွေကိုချမ်းသာပေးခြင်းနဲ့စိတ်ကိုမေတ္တာလို့ပြောတာဟုတ်လားပြမာနဲ့လို့တတ္တဝါဟုလည်းမြတ်ဘေးရန်ကင်းကွာကိုစိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပါစေလို့စိတ်ပါလက်ပါတတ္တဝါတွေရဲ့ပုံမှာဘေးရန်ကင်းစေခြင်းနဲ့စိတ်ကျမ်းမာရေကောင်းစေခြင်းနဲ့စိတ်နှလုံးစိတ်ဝင်ငြိမ်းအေးစေခြင်းနဲ့စိတ်ကလေးထားရမြတ်တာစိတ်ကိုထားတဲ့ ထဲမှာကိုချင်းစာစိတ်ကလေးနဲ့ကြိုးစားရတယ်။ကိုဘလောက်ဘေးအန္တရာယ်ကင်းကျင်တော့ဘေးဒီအန္တရာယ်တွေမတွေ့ကျင်ဘူးမကြုံကျင်ဘူး။ကိုဘလောက်ကျန်းမာရေးကောင်းကျင်တော့ကိုဘလောက်စိတ်ချမ်းသာကျင်တော့ကိုကိုကိုပြန်စစ်ကြည့်ပါနော်။အဲ့လိုပဲတတ္တဝါတိုင်းတတ္တဝါတိုင်းဟာဘေးရန်ကင်းကျင်ကြတယ်ကြောက်ကြတယ်လန့်ကြတယ်ဟုတ်လား။တတ္တဝါတိုင်းတတ္တဝါတိုင်းဟာခန္ဓာကိုယ်ကျန်းမာရေးကောင်းမွန်ကျင်တယ်ဒီတိုင်းနေကောင်းနေရင်သာမသိတာနေမကောင်းတော့ဘူးဟေ့ဆိုတာ ਨੇ ကျမ်းမာခြင်းတဲ့စိတ်ကအထုတ်အတိတ်ပဲဟုတ်လား ပြီးတော့တတ္တဝါတွေကပါတယ်နှလုံးစိတ်ဝါငြိမ်းအေးခြင်းနဲ့စိတ်ချမ်းသာခြင်းနဲ့ပောကတွေနဲ့မနေခြင်းဘူးစိုးရင်ထိတ်လန့်မှုတွေနဲ့မနေခြင်းဘူးဟုတ်လားအဲ့လိုမျိုးဘုန်းဘုန်းတို့တွေကတတ္တဝါတွေရဲ့เนาะအလိုဆန္ဒကိုနားလည်ပြီးတော့ဩတတ္တဝါတွေလိုလားတောင်းတာတယ်ကောင်းကျိုးချမ်းသာရကြပါစေလို့စိတ်ထဲကเนาะဘေးရန်ကင်းစေခြင်းနဲ့ကျန်းမာရေးကောင်းစေခြင်းနဲ့နှလုံးစိတ်ဝါငြိမ်းအေးစေခြင်းနဲ့သဘောလေးထားတာအဲ့ဒါကိုပဲခေါ်တော့မေတ္တာဟုတ်လား အဲ့ဒီမေတ္တာအလုံးတရားမှအစွမ်းတက်တိကြီးမားတယ်။ဒါကြောင့်မြတ်စွာဘုရားကဒီမေတ္တာတရားနဲ့ပတ်သက်ပြီးတော့အများကြီးသူ့ရဲ့အကျိုးအာတိတင်တွေကိုဟောပြတာရှိတာပေါ့။နောက်ပုံညာဘိကဝေမာပါယိထဒုက္ခတေတံဒီဝဆန္ဒယဟန်တို့ကောင်းမှုကိုမကြောက်ကြနဲ့ကောင်းမှုဆိုတာချမ်းသာဒုက္ခရဲ့နာမည်တစ်မျိုးဖြစ်တယ်လို့အဲ့လိုဟောပြီးတော့လောက်ခိုင်းတဲ့ကောင်းမှုကဘာဖြစ်မဆိုမေတ္တာဖြစ်နေဟုတ်လား။သူ့ဘဝတစ်ခုလုံးကနော်ခုနှစ်ကြော်ကြော်လောက်မေတ္တာတရားကိုပွားများတေးတဲ့အခါကျတော့ နော်ပြမပြီကိုရောက်တယ်နော်တရားမင်းမောင်ဘလောက်ဖြစ်တယ်လူလူစီးသိမ်းဘလောက်ရတယ်အများကြီးအဲ့ဒီမှာမြတ်စွာဘုရားဟောပြတယ်ဟုတ်လားပြီးတော့လူတိုင်းတည်နေတဲ့မေတ္တာအကျိုးဆက်တဲ့မျိုးအိမ်နိုးချမ်းသာကောင်းစွာအိမ်မက်ချစ်လျက်လူနဲ့စောင့်လက်နံများစိတ်မီသားတို့ရှောင်ရှားကိုမှလျင်စွာစိတ်တည်ရွှင်ကြည်မျက်နှာတေက မတွေ့လားလေပြမဆက်တဲ့ဖြာဒီမေတ္တာပွားမှုအကျိုးကြီးရယ် မေတ္တာတရားရဲ့စွန့်ရည်တတ္တိအကျိုးပေးအန္တိသင်ကြီးမားပုံကိုဘုရားလွယ်လို့ယူမှတိတိကျကျပြည့်ပြည့်စုံစုံသိနိုင်မှာမဟုတ်ဘူးဟုတ်လားဒါကြောင့်မေတ္တာကိုအားကိုးသင့်နော်မေတ္တာစိတ်ကလေးကိုဘုန်းဘုန်းတို့ရဲ့အတွင်းတန်တာမှာထပ်ခါထပ်ခါဖြစ်အောင်ကြိုးပမ်းအားထုတ်သင့်တယ်ပေါ့ဟုတ်လားတနေ့သုံးကအိုးတရားဖြင့်ချက်ခါထမင်းကျွေးမွေးခြင်းထက်မယွန်းစင်စစ်နုတညစ်စာချိန်သုံးကမျှမေတ္တာပွားများကြိုးကြီးမားသည့်ဘုရားမြတ်စွာမင်းကုန်လေးရောက်ရမလား နော်ဒီနေ့ကိုသုံးကဦးကြီးတရားတရားနဲ့ထမင်းတွေဟင်းတွေချက်ပြီးတော့ကျွေးတဲ့ကုသိုလ်ထက်လက်ရှိတစ်ထွက်လောက်၃ချိန်လောက်စစ်မှန်တဲ့မေတ္တာထားလိုက်ရခြင်းကပိုးပြီးတော့အကျိုးအနိသင်ကြီးမားတဲ့ကောင်းမှုကိုပြုဟာရောက်တယ်လို့လို့မြတ်စွာဘုရားဟောတယ်ဟုတ်လားဒါကြောင့်နေ့တစ်နေ့ရဲ့အစမှာဘုရားနှုတ်ကတိမြတ်စွာဘုရားရဲ့အကုန်ကြီးစုကိုစဉ်းစားမယ်ပြီးရင်ဘာလုပ်မလို့တတ္တဝါတွေရဲ့ပုံမှာမေတ္တာထားမယ်ပေါ့နော်အချိန်ကာလနည်းနည်းလေးပဲဖြစ်ဖြစ် ုယ်စိတ်ကလေးကိုကြည်လင်တန့်ရှင်းသွားအောင်ကိုယ့်ရဲ့စိတ်ကိုဒေါသမေးလောင်တာတွေနည်းအောင်ဘုံဘုံတော့အဲ့ဒီရည်ရွယ်ချက်နဲ့ကြိုးစားရမမေတ္တာထားတယ်မေတ္တာဘာဝနာပွားများတယ်ဆိုတာတန်တော်ဟာတွေကိုချမ်းသာစေခြင်းနဲ့နော်စိတ်နဲ့ထားတာလည်းတစ်ပိုင်းပေါ့ပြီးတော့နောက်တစ်ပိုင်းကကိုယ့်ရဲ့စိတ်နှလုံးကိုအလိုမချမှုဒေါသမေးတွေလောင်ကျွမ်းမှုနည်းအောင်တနည်းအားဖြင့်ဒေါသရဲ့နှိမ့်ဆက်ခြင်းကနေပြီးတော့နော်တတ္တာယာရအောင်ဒေါသကြောင့်ဆင်းရဲတဲ့အနေအထားတွေကလျော့ပါသွားအောင်ဘုံဘုံတို့ ဒီရွယ်ချက်နဲ့လည်းမေတ္တာကိုပွားရတယ်။များသောဖြင့်ဘုန်းတို့စိတ်တွေကတော့အလိုမချမှုတွေစိတ်တိုင်းမချမှုတွေဒေါသတွေနဲ့ပဲနေကြတာများတယ်။ဒေါသဖြစ်ပြီးဆိုရင်လည်းပဲတက်မဲ့တွေပေါ်မှာဖြစ်တာတဲ့တက်ရှိတွေပေါ်မှာဖြစ်တာကအပေါင်းကြီးများတယ်ဟုတ်လား။တက်ရှိတွေမှာလည်းပဲဘယ်ပေါ်မှာဖြစ်နေတာများလူတွေပေါ်မှာပေါ့နော်။လူတွေပေါ်မှာရောတိတဲ့လူနဲ့မတိတဲ့လူဘယ်သူပေါ်မှာပိုဖြစ်တာ။တိတဲ့လူတွေဟောအမျိုးမျိုးဖြစ်နေကြတာဟုတ်လားအဲ့တော့ ကိုယ့်ရဲ့စိတ်ကြီးကအလေးအကျဉ်းကြီးလို့ဖြစ်နေတယ်။တခုခုထစ်ကနေတွေ့လိုက်တာနဲ့အလိုမကျဟုတ်လားအလိုမကျ။အဲ့ဒီအလိုမကျမှုဒေါသဘေးကနေပြီးတော့ဘုန်းတို့လွတ်ကင်းအောင်ဒေါသဘေးတန့်တာနည်းအောင်မေတ္တာကိုအားကိုးရမယ်။မေတ္တာတက်အားကြီးသွားပြီးရှင်တုံတန်းရုံအလိုမကျတဲ့အနေနဲ့တွေ့လဲအလိုမကျမှုမဖြစ်ဘူး။မေတ္တာရဲ့စွန့်အားကြောင့်နော်ငြိမ့်ငြိမ့်အေးအေးဆက်ပြီးတော့ဘုန်းတို့နေလို့ရတယ်ဒီသဘောလေးကိုပြောရတယ်နော်။ဘုရားနှုတ်တတိမေတ္တာပြီးတော့ပါတော့မရဏနှုတ်တတိဟော။ သေးခြင်းကိုအဖန်ပါအမှတ်ရဘဝရဲ့ရှင်သန်မှုဆိုတာတည်ထုံခြင်းဖြစ်ပဲအဆုံးတက်ရဟွန်းဒါဟုတ်ပြီတည်ကြတယ်ဟုတ်လားအဲ့ဒီအမှန်တရားကိုစဉ်းစားတဲ့နေရာမှာဘာဖုံးတို့ထပ်ပြီးတော့ထည့်သွင်းဖို့လိုတော့ဆိုတော့အချိန်မီးဆိုတာကိုထည့်သွင်းဖို့လိုတယ်နောက်ပစ္စည်းရမှာတော့တည်ကြတယ်ဟုတ်ပြီဘယ်ချိန်ပစ္စည်းမှာလဲဆိုတော့ဘယ်ချိန်ဖြစ်ဖြစ်ပစ္စည်းနိုင်တယ်ဖုံးတို့ခန္ဓာကိုယ်ကြီးကမပျက်စီးနိုင်တဲ့အချိန်ဆိုတာတကယ်တမ်းကမရှိဘူး မပျက်စီးသေးတာပဲရှိအဲမပျက်စီးနိုင်တဲ့အချိန်ရှိဘူးဆိုတာကိုကံအကြောင်းတရားလေးကိုကြည့်ရင်ပို့ပြီးတော့ဘုံတို့ထင်ရှားရှားသိနိုင်တယ်ပေါ့နော်ရှင်သန်မှုရဲ့နော်မတေးကြဘူးမရေရာဘူးကိုကံအကြောင်းတရားလေးတွေကိုကြည့်ပြီးတော့စဉ်းစားတတ်ဖို့လိုတယ်ဘုံတို့ဘဝမှာရှင်သန်နေတယ်ဆိုတာကံစိတ်ဥတုအာဟာရအကြောင်းတရား၄ပါးပုံမှန်နော်အကြောင်းခံပြီးတော့ရှင်သန်နေတာအာရဆိုရင်တော့အလွန်တိတာတဲ့အကြောင်းပေါ့လွန်ခဲ့တဲ့9ရက်လောက်ကစားဒီနေ့ထိဘာမှမစားဘူးဆိုဒီချိန်ပေရောပေါ့ဟုတ်လား နော်ဥတုအလွန်ကြမ်းတမ်းတဲ့အပူကြီးလွန်ခဲ့တဲ့နေရာနေသေးမှာပဲဟုတ်လားမခံနိုင်လောက်တဲ့အပူမခံနိုင်လောက်တဲ့အေးအေးရောင်သေးမှာပေါ့ဟုတ်လားပြီးတော့ဘာလဲကိုယ့်ရဲ့စိတ်ကသေးလောက်အောင်ဆင်းရဲမယ်ပူလောင်မယ်ပြည့်စည်မယ်ဆိုရင်လည်းသေးနိုင်တာပဲဟုတ်ပြီအဲ့လို့ဆိုရင်အာရရဲ့ဥတုရဲ့စိတ်ရဒါအရန်ထင်ရှားတိလာတဲ့အကြောင်းတရားကြီးတွေပေါ့ရှင်းတမ်းမှုမှာဟုတ်လားအလွန်တိဖို့ခက်တဲ့ တကယ်လဲအားကြီးနေတဲ့အကြောင်းတရားရှိတယ်အဲ့ဒါမှောင်ဆိုကံတရားပေါ့နော်အရင်ဘဝကအရင်အရင်ဘဝဘဝကလူဘဝမှာနော်နေရမယ်အကြောင်းတရားကံတရားကိုကိုယ်ကဘယ်အတိုင်းတာထိဘလောက်ကြီးကြီးမားမားလုပ်ခဲ့တယ်လဲဆိုတာမသိနိုင်ဘူးကြီးသည်ဖြစ်စီငယ်သည်ဖြစ်စီအဲ့ဒီကံအရှိန်ကုန်နေဆိုရင်တော့ဘုံဘုံတို့ဘာလို့ရမလို့ပေးရမှာပဲကံအရှိန်ကဘလောက်ကျန်သေးတယ်ဆိုတာမသိနိုင်ဘူးဆိုကြပါစို့အဲစီမီကွက်လေးထဲမှာ စီထည့်ပြီးတော့မိစာထည့်မိထွန်းတာမိလေးတောက်နေတယ်လက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 ်အခုကျုပ်တို့ကရှင်သန်မှုမိတော်လေးတောက်နေတာဟုတ်လားစီရှိသလောက်မိစာရှိသလောက်ပဲတောက်မှာနော်အခုရဲ့ဒီရှင်သန်မှုမိတော်ကလေးတောက်ဖို့အတွက်ဒီလက်ကျန်စီကဘယ်လောက်ရှိသေးလဲလို့ဘုန်းဘုန်းတို့မသိနိုင်ဘူးစီကုံတဲ့ချိန်ရက်မိစာကုံတဲ့ချိန်ရက်တချို့များကြတော့လည်းပဲစီတို့မိစာတို့မကုံသေးဘူးဒါပေမဲ့လေးတိုက်လို့တယောက်ကနှိမ့်တက်လိုက်လို့ရက်သွားတာလည်းရှိသေးတယ်အဲဒါဥပ္ပစီကကံခေါ်တယ်အဲ့ဒါဟုတ်လား တဘောမှာရှင်သန်မှုရဲ့မသေးကြဘူးဘုံတို့စဉ်းစားရမယ်ဆင်ခြင်ရမယ်ဘဝသေးရမယ်ဘဝသေးမျိုးသေးနွယ်အဲဒီတဘောဘဝကိုစဉ်းစားခြင်းဟာအများကြီးလောဘဒေါသမောဟကိုနေပါစေတယ်ဘဝမှာအများကြီးအတိတ်ပဲရှိသေးတယ်လုံးတဲ့လုံးထိုက်တာကိုမြန်မြန်လုံးဖြစ်စေတယ်မလုံးတဲ့မလုံးထိုက်တာကိုရှောင်ခြင်းလူစိတ်လည်းထက်သန်လာစေတယ်သေခြင်းတရားကိုစဉ်းစားလို့ဖြစ်တဲ့เนาะအသိဉာဏ်ပညာအလွန်မှအစွမ်းထက်ဟုတ်လားဒါကြောင့်ငါရဲ့ရှင်သန်ခြင်းဒီမြဲတေဆုံးခြင်းဒီမြဲဤ ဘဲချင်းသိမယ်ဆိုတော့ငါမသိနိုင်ဘူးဟုတ်လားကံကုံတဲ့တနေ့ငါရရှင်းပြမှုကရက်ဆိုင်သွားမှာဒီအမြင်ကိုဘုံဘုံတို့ကအဲစိတ်ထဲမှာအမြဲတမ်းရှိနေစေရမယ်ပေါ့ဒီသဘောလေးအရှင်လေးနဲ့သွားနေရတော့ဆွေရမဆွေဘုံဘုံတို့ခဏခဏပြောနေတာဟောညာတချောင်းကိုလေးပေါ်တင်ပြီးတော့တခါဆွဲပြီးတော့ပြစ်ထည့်လိုက်တယ်ဟာလေထဲကိုညားတာပြေးတယ်နော်ဘလောက်ပြေးမလို့ အရှိန်ရှိတယ်လို့ပေါ့အရှိန်ဆိုတာသာဝရသဘောမဟုတ်ဘူးနော်ဟုတ်တယ်မဟုတ်လားလေးရကြီးရင်ကြီးတယ်လို့ပြည့်တယ်လို့အာကောင်းရင်ကောင်းတယ်လို့မြားတာကဖြောင်းရင်ဖြောင်းတယ်လို့အကြိုက်ပြေးမယ်ပေါ့လေထဲမှာဟုတ်လားဒါဒီဘလောက်ပဲကြာတယ်ပြောပြောပြီးရင်တော့ကြာမှာပဲဒါပေမဲ့ကလေးတွေလှုပ်ထားတဲ့လေးလေးနဲ့ဟုတ်လားမြားလေးကလည်းကောက်တိကောက်ခွေတတလေးလောက်ပဲဆွဲပြလိုက်တယ်ဆိုရင်တော့လေး90ပြည်လောက်ရောက်မှာပေါ့ဒါပဲပြုတ်ကြသွားမှာအခုကကျုပ်တို့ကလေထဲမှာပြန်တန်းနေတဲ့အနေထားပေါ့ဟုတ်လား မြားတံတွေလေထဲမှာပြန်တန်းနေတဲ့အနေဒါဘဇုအရှိန်နဲ့ပြန်ကံအရှိန်နဲ့ပြန်တန်းနေတာအရှိန်ဆိုတာထာဝရမဟုတ်ဘူးနော်ဘယ်ချိန်ကုန်မလဲဆိုတာတောင်မသိနိုင်ဘူးဘလောက်အားနဲ့ပြစ်ခဲ့တယ်လေဒါဘုံဘုံစဉ်းစားမိတာလေးကိုပြောတာပါဟုတ်လားဒါကြောင့်ငါရဲ့ရှင်တန်ချင်းနေမြဲတည်ဆုံချင်းနေမြဲဤဆင်ញင်ရမယ်ဆင်ញင်တဲ့နေရာမှာအချိန်မရွေးဆိုတာထည့်ရမယ်ပြီးတော့လူတိုင်းတတ္တဝါတိုင်းဆိုတာလည်းထည့်ရမယ်ငါတယောက်တည်း တည်တတ်တဲ့သဘောရှိတာမဟုတ်တတ်တော်ဝိုင်းတည်ရမှာဟာအဲ့ကျမှညံကပို့ပြီးတော့ကျဲပြန့်သွားတာနော်ငါဤရှင်တန်ခြင်းတည်မမြဲတည်ဆုံခြင်းတည်မြဲအဲ့ဒါလိုပဲသူဤရှင်တန်ခြင်းတည်လည်းမမြဲသူဤတည်ဆုံခြင်းတည်မြဲအကုန်လုံးတည်ရမှာတည်မျိုးတည်နယ်တွေကြီးပဲဟုတ်လားနော်ကြည့်ကြည့်လိုက်ဟုတ်လားအဲ့တော့ဒီတည်ခြင်းတရားကိုစဉ်းစားတဲ့အတိညာအလုံးမဟိုတဘာဝအလုံးကြတဲ့အတွက်ကြောင့် तू ကအလုံးတရားမှကောင်းတယ်ဘယ်နေရာမှာကောင်းတော့ဆိုအထူးသဖြင့် ဘဝမှာဘယ်လိုဆက်ပြီးတော့နေသွားမလဲဘာလို့တင်လဲဘာမလို့တင်ဘူးလဲဆိုတော့ तू အကောင်းဆုံးလက်ညွန်ပေးနိုင်တယ်ဒါကကိုယ့်ကိုလက်တွေလှုပ်ကြည့်ပေါ့လူကသူများအဆရာလို့ရင်တိတ်ကြိုက်တာပေါ့ကို့အတိညာကို့ဆရာလုံးမှကောင်းတာဒါကြောင့်တစ်ချိန်တုန်းကဘုံဘဝအကောင်းဆုံးဆရာဆိုပြီးတော့တရားသေးတဲ့ဘုဟုတ်တာရှိတယ်ဟုတ်လားတည်ခြင်းကိုစဉ်းစားလို့ဖြစ်ပေါ်လာတဲ့အတိညာကိုရည်ရွယ်တာ तू အကောင်းဆုံးဆရာပဲဘဝမှာဘယ်လိုနေသွားမလဲဆိုတာနော်ဒါကြောင့်နေ့တစ်နေ့ရဲ့အစမှာ နော်မရဏလုတ်တတိတည်ခြင်းကိုအမှတ်ရတဲ့မုံမြတ်တဲ့တတိကလေးနဲ့စနိုင်ကိုလို့တယ်ပေါ့နော်။ဟုတ်တာလုတ်တတိမေတ္တာမရဏလုတ်တတိနောက်ဟာဘာလို့ဆိုတော့အတုပဘာဝနာတဲ့အတုပဆိုတာမတင့်နေတဲ့သဘောတုပဆိုတာတင့်နေတာအဆိုတာမရှိတာမိမိခန္ဓာသူတော်ဘာခန္ဓာရဲ့နော်ရုပ်ပိုင်းဆိုင်ရာအဖွဲ့အစည်းကြီးမှာတင့်တယ်မှု စိတ်သုံးနေတာအနတ်မကောင်းသောနော် မတင်တယ်တော့ရွန်ရှာဆက်ဆုပ်ပွဲတဘာဝတရားတို့ဖြစ်တာလင်ဖွဲ့စည်းတိဆောက်ထားတဲ့သဘောတရားအမှန်အဲ့ဒါကိုစိတ်နဲ့တွေ့ပေးတာအတုပဘာဝနာဆိုတာဒီခန္ဓာအိမ်ကြီးရုပ်ပိုင်းဆိုင်ရာခန္ဓာအိမ်ကြီးဘလို့တိဆောက်ထားတယ်လဲဆိုတာကိုဆင်ញံနှလုံးသွင်းတာလက်စွာဖေအကုန်သင်ပေးတာနော်ဇံပဲမွေးငင်းခြေသီးလက်သီးတွားအကြီးဒါတစပင်ဆက်ကလို့ခေါ်တယ်ငါးမျိုးသောကုဋ္ဌတာပကတိဒီတိုင်းကြည့်လိုက်တာနဲ့လူတယောက်ကိုကြည့်လိုက်ဒီ၅မျိုးကတန့်မြင်ရတယ် စံပင်မွေးညင်းဒီလိုလုံးပေါက်နေတဲ့မွေးညင်းလူလေးဟုတ်လားခြေသေးလက်သေးပြီးတော့သွားဒီလိုလုံးအုပ်ထားတဲ့အရေးဟုတ်လားပါရမီထူးခဲ့တဲ့ဘုရားလက်ထက်ကတချို့ပုဂ္ဂိုလ်တွေဆိုရင်ရဟန်းပြုတော့မရှိခေါင်းဆန်းချတဲ့အခါမှာအဲ့ဒီတစပင်စကဆင်ញံတယ်နဲ့ရဟန္တာဖြစ်တာရှိတယ်။နော်ကောင်းတဲ့သဘောတွေစုဝေးနေတာမဟုတ်ဘူးမကောင်းတဲ့သဘာဝတွေစုဝေးနေတာလို့တကယ်မြင်သွားတာပေါ့ဟုတ်လား ဘဝဆိုတာဒီသဘောပဲဆိုတာကိုမြင်တာဟုတ်လားရှစ်ဆက်ပြီးတော့ကြည်အရေးရဲ့အောက်မှာပါရှိမယ်တော့အတာအကျော်အယူယူရင်းချင်းစီအညို့လေအညို့ဆိုတာကြောက်ကနှလုံးကိုပြောတာနှလုံးအသေးအမြည်အဖြစ်အဆုပ်ဥမဥသိစာတ္တစာဟောင်းအုံနောက်ဒါကုဋ္ဌာတ20ပထဝီတက်လွန်ခဲ့တဲ့ကုဋ္ဌာတအဖတ်တက်လွန်ခဲ့တဲ့အုပ်စုပေါ့နော် ပြင်မှာတေးကြီးတလိပ်ကြီးသွေးချွေးအစီကဲမျက်ရည်အစီကြီးတွေနှက်အစီကျင်းကဲအာဘောဓာတ်အရေတဲ့လွန်ခဲ့တဲ့ကုဋ္ဌာတာ7မျိုး32မျိုးသောကုဋ္ဌာတာတို့ဖြင့်ဖွဲ့စည်းတိဆောက်ထားတဲ့ခန္ဓာအိမ်ကြီးပေါ့နော်အဲ့ဒါကိုဆင်ကျင်ရပတ်စံရှိတာမရှိတာဘာကွဲပြားမှုမှမရှိအသက်ကြီးတာငယ်တာဘာကွဲပြားမှုမှမရှိယောက်ျားဖြစ်တာမိန်းမဖြစ်တာဘာကွဲပြားမှုမှမရှိတော့အကုန်လုံးကအယိုးတို့ရဲ့အဆုအဝေးများတာဖြစ်တယ် အသွေးအသားတွေရဲ့အဆူဝေးများတာဖြစ်တယ်အကြောတွေရဲ့အဆူဝေးများတာဖြစ်တယ်အရည်ရူရည်ပါးနဲ့အုပ်ထားတယ်ဒီသဘောလေးခေါင်းထဲမှာအုံနောက်တွေရှိတယ်အရင်ကောင်းပိုင်းမှာအဆုံနဲ့နှလုံးမိနစ်မလတ်စက္ကန့်မလတ်အလုံးလုံးနေတာရှိတယ်နောက်ဝမ်းပိုက်ပိုင်းမှာအသေးရှိမယ်အစာအိမ်ရှိမယ်ဥဒိန်ဥမရှိမယ်နော်အသေးရဲ့အောက်မှာပန်ကရီးယားရှိမယ်သေချေအိမ်ရှိမယ်အဲ့ဒီရဲ့အောက်နားလေးမှာပါရှိမယ်ကြောက်ကလေးနှလုံးရှိမယ်အဲ့ဒီရာနဲ့စီးတဲ့စက်စက်တစက်စက်ကြားနေတာဟုတ်ပါရှိရင်လည်းမှာ ထည့်ထားတာရှိမယ်ဟုတ်လားအဲ့ဒီအစာအိမ်ရဲ့ဟိုဘက်ဘေးနားမှာဘေးဆိုတဲ့တရရဲ့ကြီးရှိမယ်ဒါအမှန်တရားပဲလေအဲ့ဒါဘာလို့တာတော့ဆင်ញင်ကြည့်တာဒါ၄ရှိနေတယ်ဒါ၄ဖြစ်နေတယ်လို့သိတာတမင်လုံးမရအောင်နော်ဒီတိုင်းဆိုရင်ဘုံကတော့အဲ့ဒါကိုမြင်လားမမြင်ဘူးအိုတယ်လှတယ်ကြည့်ကောင်းတယ်ကြည့်မကောင်းဘူးငယ်တယ်ကြည့်ရတာပဲဒီနားရင်ရက်နေတာစိတ်ကချစ်ဆက်သိစရာသိရှိတာကိုမသိဘူးမြင်စရာရှိတာကိုမမြင်ဘူး အဲ့ဒီအတုပဘာဝနာလည်းအလွန်အစွန်းထက်တယ်။ရသော်ဘုရားဘလောက်တောင်ဟောတော့သူ့ကိုလည်းအမတန်ဒီဘိခွေပြိပုံစံတိရေကာယကတာတတိံပြိပုံစံတိအကျင်ပုဂ္ဂိုလ်သည်32မြို့သောကောဋ္ဌာတကိုဆင်ញင်ပြီးဆိုတဲ့ကာယကတာတတိကိုသုံးဆောင်ပြီးထိုသူသည်နိဗ္ဗာန်ကိုသုံးဆောင်ရသည်မြည်၏။အဲ့လိုတောင်ဟောတာနော်။ကိုကိုကိုအဲ့လိုဒါတွေရဲ့အစုဝေးတွေပဲလို့ဆင်ញင်နေတာနိဗ္ဗာန်ကိုတောင်သုံးဆောင်ရောက်တယ်။ဘုံဆိုအလွန်မွန်မြတ်လို့အဲ့ဒီစိတ်ကလေးကအလွန်မ ငြိမ်သက်တယ်ငြိမ်အေးတယ်မွန်မြတ်တယ်ကျွတ်တော့ဒီတိုင်းအဲ့ဒီစိတ်မပါဘူးဒီအတုဝသဘောမျိုးမပါဘူးဘဝကိုဒီတိုင်းပဲလူအချင်းချင်းကြည့်လိုက်တယ်ဆိုရင်ကျွတ်တော့နော်သူကပါငါပါအစင်အတန်းအနစ်အမြဲအဲ့ဒါတွေပဲမြင်ပြီးတော့အထင်ကြီးခြင်းအထင်သေးခြင်းတွေဖြစ်ပြီးတော့ပူလောင်ခြင်းနဲ့ပဲဘုံတော့အဆုံးသတ်သွားတယောက်အောင်မြင်လိုက်တာနဲ့အထင်ကြီးတဲ့သဘောအထင်သေးတဲ့သဘောပါပြီးသားဟောဆို तू ကပါဆိုတာကိုဘုံတော့စိတ်ကအလိုလိုတတ်မှတ်တယ်ဟုတ်တယ်မဟုတ်လားအဲ့ဒီမှာအဲ့ဒီလိုစိတ်မျိုးကမြင့်မြတ်တယ်လို့ပြောမလား အထင်ကြီးခြင်းထင်သေးခြင်းကမြင့်မြတ်တဲ့သဘောမဟုတ်ယုံညံ့တဲ့သဘောစိတ်ကိုပူလောင်စေတယ်ပင်ပန်းစေတယ်လေးလံစေဟုတ်လားအဲ့တော့ကုဋ္ဌတာကိုမြင်တယ်ဆိုရင်သူအထင်ကြီးတယ်လည်းမရှိဘူးထင်သေးတယ်လည်းမရှိဒါရာပဲလို့သိသူနဲ့ကိုယ်နဲ့လည်းဘာမှမထူဘူးအတူတူပဲလို့သိအရန်ကောင်းတယ်တရားဒါကြောင့်မြတ်စွာဘုရားနဲ့ဧတာတိသေနာကာယနာယောမင်းကြီးဥဏ္ဏမေတ္တေပရမဝါဇံနဲ့ကိမင်းနဲ့တရအတ္တတနာဒီလိုခန္ဓာကိုယ်မျိုးကြီးနဲ့နေရရနေမြန်သူများကိုထင်သေးမယ်ကိုယ့်ကိုယ်ကိုထင်ကြီးမယ်ဆို ဒီလူကမိုက်မဲခြင်းကလွဲလို့တခြားအကြောင်းမရှိဘူးလို့ဟောတာမိုက်မဲတယ်ဆိုတော့ကိုယ်ခန္ဓာရဲ့အကြောင်းအမှန်တိုင်းမသိတာကိုပြောတာဟုတ်လားဒါကြောင့်အတုပဘာဝနာလုတ်တဲ့နေပေါ့နော်ဒါနေ့တနေ့ကိုအဲ့လိုဘာဝနာတရားလေးတွေနဲ့အဲ့ဒီလိုမုံမြတ်တဲ့စိတ်ကလေးတွေနဲ့စတင်ဖို့လိုတာပေါ့နော်ဘုရားကုံကိုအာယုံပြုမယ်တတဝရရဲ့ပုံမှာနော်အလိုမကျတဲ့စိတ်တွေစိတ်တိုင်းမကျတဲ့စိတ်တွေနေပါအောင်မေတ္တာတရားလေးနဲ့ငြင်းငြင်းအေးအေးနေမယ်ဟုတ်လားပြီးရင်ပါကိုယ့်ဘဝရဲ့ရှင်သန်မှုဟာ တည်မြဲနေတဲ့သဘောမျိုးအချိန်မွေးပြတ်နိုင်တယ်တဲတဲလေးသွားနေတာဘဝရဲ့ကြောက်မက်ဖွယ်ရကောင်းတဲ့အမှန်တရားအောင်နော်ဒါကိုဆင်ခြင်ရမယ်ပြီးရင်ပါတော့ဒီရုပ်ခန္ဓာအိမ်ကြီးဘလို့တိဆောက်ထားလဲဆိုတာကိုဆင်ခြင်တာဒါကိုအရက္ခတရား၄ပါးလို့ခေါ်တယ်အလွန်မမြတ်တဲ့တရား၄မျိုးပေါ့ဟုတ်လားစောင့်ရှောက်နိုင်တယ်စိတ်ကိုရောရုပ်ကိုရောစောင့်ရှောက်နိုင်တယ်ဒီသဘောလေးတွေကိုဘုံဘုံတို့ကနားလည်ရမယ်ပေါ့နော်ပြီးရင်နောက်ဆုံးကဘာလို့ဆိုတော့တတိပဌံပါဝနာတတိပဌံပါဝနာဆိုတာကတော့ နော်ဒါဘုရားအဆူဆူနိဗ္ဗာန်ရောက်အကြောင်းလမ်းအနေနဲ့နော်ဟောခဲ့ကြတဲ့တခက်ကို အမွန်မြတ်ဆုံးသူတော်ကောင်းတရားတတိပဋ္ဌာန်ဆိုတာဘာလို့ဆိုကိုယ်ခန္ဓာမှာဘယ်လိုသဘာဝတွေဟာဘယ်လိုဖြစ်နေသလဲဆိုတာကိုအချိန်တိုင်းတတိထားပြီးအမှန်သိပြီးတော့နေတဲ့နေကိုတတိပဋ္ဌာန်တရားအထုတ်တယ်လို့ခေါ်တာဟုတ်လားကိုယ့်ကိုယ်ကိုဘာဖြစ်နေသလဲဘယ်လိုဖြစ်နေလဲဆိုတာကိုပြစ္ဆုတ်ပန်တိုင်းမှာသိအောင်ကြိုးစားတာနော်ရုပ်ပိုင်းဆိုင်ရာကိုသိအောင်လုပ်တယ် ခံစားမှုပိုင်းဆိုင်ရာသိအောင်လုပ်တယ်စိတ်ပိုင်းဆိုင်ရာသိအောင်လုပ်တယ်ဓမ္မတဘာဝပိုင်းဆိုင်ရာသိအောင်လုပ်တယ်ဆိုတော့တတိပဋ္ဌာန်တရား၄ပါးရှိအနှစ်ချုပ်လိုက်ရင်ဒီခန္ဓာကြီးရဲ့ဖြစ်စဉ်ဘဝရဲ့သဘောတဘာဝကိုဖြစ်တိုင်းသိအဲမျိုးဆိုပေဘယ်ရစတင်ပြီးကာယ ानु ပသနာတတိပဋ္ဌာန်ထဲမှာအကျုံးဝင်တယ်အာနာပါနာရစတင်ပြီးဟုတ်လားဝင်လေထွက်လေနောက်ခန္ဓာကိုယ်ကြီးရှင်သန်ဖို့အတွက်ဒီခန္ဓာကိုယ်ကြီးကတော့သူလုံနေတာကိုယ်ကစူးစမ်းနေတာမဟုတ်ဘူး ကိုကတခါလေးဝင်လို့ဝင်မှထွက်လို့ထွက်မှတော့သိတာမဟုတ်ဘူးဟုတ်လားဒီအဆုတ်နဲ့ပေါင်းပြီးတော့ခန္ဓာဘာလုပ်နေလဲအလုတ်လုပ်နေပါနော်သူလိုချင်တဲ့လိုအပ်တဲ့အောက်ဆီဂျင်ဓာတ်ကိုမရရအောင်ယူတယ်မလိုအပ်တဲ့အညစ်အကြေးဓာတ်ကိုမဖြစ်ဖြစ်အောင်ထုတ်တယ်အောင်ထားလို့မရဘူးဒီအမှန်တရားကြီးဘဝအတွက် အလွန်အရေးပါတဲ့အစိတ်အပိုင်းကြီးပဲဝင်လေထွက်လေဆိုတာဟုတ်လားအဲ့ဒီဝင်လေထွက်လေကိုဘာလုပ်မလဲသတိထားခိုင်းတယ်မြတ်စွာ ဒါဝင်နေရထွက်နေတယ်ဒါဖြစ်နေတယ်ဆိုတာသိနေဒီဥစ္စာသိဖို့ရမ်းခက်တယ်စိတ်ကဟိုဘက်ကြောက်ပြတ်ခတ်နေတာတွေပဲအများအားသွားခြင်းတယ်ဒီနားနေဆိုရင်ခဏပဲပြီးရင်ဟိုဘက်ရောက်သွားဟုတ်လားအဲ့ဒါကိုဘာလို့လဲလေ့ကျင့်ပေးရနော်ဝင်လေထွက်လေပုံမှာစိတ်ကလေးရှိနေအောင်လေ့ကျင့်ပေးတယ်အဲ့ဒါတဘာဝတရားတွေကြောင့်အများကြီးသိသွားတယ်ဘုရားကတော့ဒီဝင်လေထွက်လေကိုတကယ်ကိုထိရအောင်လုပ်မယ်အဆုံးစုံလုပ်မယ်ဆိုရင်ရဟန္တာတောင်ဖြစ်မယ်လို့ဟောတာဟုတ်လား ဒါတတိပဋ္ဌာန်ဘာဝနာတွေတဲကဘုံကတခုပထမဦးဆုံးဟာလေးကိုပြောလိုက်တာတတိပဋ္ဌာန်တရားကိုမြတ်စွာဘုရားအများကြီးကြည်ကြည်ပြတ်ပြတ်ဟောတယ်လူရင်းကတော့ဒီခန္ဓာမှာဘာပဲဖြစ်ဖြစ်ဖြစ်နေတဲ့ဥစ္စာကိုအမှန်ကန်အမှတ်တရလေးနဲ့တတိလေးထားပြီးတော့နေခိုင်းတာပါပဲအထက်ကဟုတ်လားအဲအနာပါနာကတော့တိတယ်လို့ထင်ရှားလို့ဒါကိုပြောလိုက်တာဟုတ်လားအဲ့ဒါဘာဝနာဘယ်လိုမျိုးတော့၅မျိုးနော်ဒါဘုံကနိုင်ဝက်လောက်ပြောမယ်ဆိုတော့နိုင်ဝက်ရှိပါ နော်အဲ့တော့ဘဝမှာနော်ဒီတရားတွေဟာအလွန်မမြတ်တယ်ဆိုတာပင်ကိုဉာဏ်ရှိတဲ့လူတွေစဉ်းစားဆင်ခြင်ကြည့်မယ်ဆိုတော့သိနိုင်ပါတယ်ဟုတ်လားဒါကြောင့်ကိုယ်နေရက်တွေကိုစာတိုင်းစာတိုင်းမနှက်ခင်းလေးမှာလှုပ်တဲ့နဲ့အနည်းဆုံးပေါ့နော်ပြင်ညာအေယာဝင်ကနေဩဒီနေ့သာနားယူတော့မယ်ခန္ဓာကိုယ်ကြီးအမြင်ခဲ့ရကြားခဲ့ရတွေ့ခဲ့ရသင်ပန်းတော့ညကြတော့မနာလို့ကမရဟုတ်လားကြည်စင်ရတွေကြည်နားထောင်ညာတွေနားထောင်တွေ့ညာတွေတွေ့ ပင်ပန်းပြီလေစိတ်ကောရုပ်ကောပင်ပန်းအဲ့ချိန်နားရင် နားမနားရင်ကျမကြီးပါဖောက်မှာနော်ဟုတ်တယ်မဟုတ်လားအဲ့တော့နားကနေလေဒီ၅မျိုးလေး ਨੇ နားမယ်ဆိုရင်ကောင်းတယ်နော်နေတရတရစမယ်ဆိုရင်လေဒီ၅မျိုးလေး ਨੇ စနော်နေတရတရကိုနားတော့မယ်ဆိုရင်လေဒီ၅မျိုးလေး ਨੇ နားဘုရားကောင်ကိုအာယုံပြုမယ်အတ္တဝအနန္တရဲ့ပုံမှာမေတ္တာထားမယ်နော်ရှင်တန်ခြင်းဆိုတာမတည်မြဲတဲ့အရာမတည်ကြတဲ့အရာလို့ အမှန်သိပြီးတော့နေမယ်ရုပ်ခန္ဓာအိမ်ကြီးဟာမတင့်တယ်မှုအနတ်မကောင်းမှုတွေနဲ့တိဆောက်ထားတာဆိုတာကိုအမှန်သိပြီးတော့နေမယ်ပြီးရင်ပါတော့ဘဝရဲ့သဘောတဘာဝခန္ဓာရဲ့သဘောတဘာဝဘာတွေဖြစ်နေလဲဆိုတာကိုအမှန်တိုင်းသိပြီးတော့နေတဲ့ပဋိပဋ္ဌာန်တရားဟုတ်လားဘာဝနာဗရမျိုးတို့၅မျိုးအဲဒါဟိုလွန်ခဲ့တဲ့၄၅နှစ်လောက်ကစင်ကာပူမှာဟောတာတာရှိတယ်ဘာဝနာတစ်မျိုးမိနစ်90တနာရီလောက်ဟောတာတာရှိတယ် အဲ့ဒီတရားရှာပြီးတော့နာကြည့်ဟုတ်လားဗုဒ္ဓနုဒ္ဓတိရဲ့မေတ္တာရဲ့မရဏနုဒ္ဓတိရဲ့အာတုဝရဲ့တတိပဋ္ဌာန်ရဲ့တရား၅ခုဟောတာရှိနော်။အင်းဒါကြောင့်အလွန်မုံမြတ်တဲ့ဒီနေနည်းထိုင်နေနေနဲ့နော်နေနိုင်ထိုင်နိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ခွန်လို့ဆန္ဒပြုပြီးတော့ဒီကနေ့ပြုလို့အထောက်ကြရတဲ့ဒါနသီလတမာတိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်တွေရဲ့စွမ်းတတ္တိကြောင့်ဖရာတပည့်တော်တို့ဒီမေညာပုညမြင့်နိဗ္ဗာန်ကိုလျှင်မြန်ထောက်ချောက်မျက်မှောက်ပြုပြရစေကုန်တော်ဟု ပတ္တနာအောင်စုပြုရကုန်ရာတည်း